Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ copy video တွေကို corporate looking အောင် phone နဲ့ဘယ်လို editing လုပ်ပြီးတွေ့ရမလဲဆိုပြီးဒီနေ့ဒီ video မှာအားလုံးအသေးစိတ်လုပ်ပြီးကျွန်တော် ပြောပြမယ်ပထမဆုံးကျွန်တော်ပြောပြမယ်တော့ဒီ video ကျွန်တော်တင်ပြီးတဲ့နောက်ပိုင်းမှာတော်တော်များများကျွန်တော်လာမိကြတယ်ဒီ ဖုန်းနဲ့ရောဗီဒီယို editing လုပ်လို့မရဘူးလားကျွန်တော်တို့က phone user တမိုင်းဖြစ်တဲ့ဖုန်းနဲ့ editing လုပ်ပုံလုံးကြီးပြပေးပါလို့ပြောတဲ့အတွက်ကြောင့်မို့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ဒီ Kang Master နဲ့ဘယ်လို edit သွားရမလဲဆိုပြီးမှကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် Kang Master မှာ copy video တွေကို corporate looking အောင် edit လုပ်ပြီး page မှာတင်ပြီး content marketing ရှောက်ပြီးမှဝင်ငွေရှာတော့လို့ရပါတယ်အဲ့ဒါလည်းကျွန်တော်တို့ကိုယ်တိုင်လက်တွေ့စမ်းသပ်ပြီးမှကျွန်တော်ပြပေးတာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ကဲလို့ Kang Master software ဝယ်ချင်တဲ့ဆိုရင်ကျွန်တော်ရှိမှဝယ်လို့ရတယ်လုံးဝ without watermark 2025 latest version ဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ edit လုပ်ဖို့ဆိုဒီ create new ကျွန်တော်တချက်နေပြီးသွားမယ်ဘယ်လိုရှိရင်ကျွန်တော်တို့က facebook page အတွက်သွားမယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီ1.1ကိုရွေးပြီးသွားမယ်အကယ်လို့ကျွန်တော်16.9ကိုရွေးပြီးသွားမလဲရတယ်ဒါပေမဲ့တိတိရှိရှိဖြစ်မှာဒါကျတော့ youtube channel အတွက်အဆင်ပြေတယ်ကျွန်တော်တို့ကအားလုံး platform အတွက်အဆင်ပြေအောင်ဒီ facebook page အတွက်ရော facebook account အတွက်ရော youtube channel အတွက်ရော tiktok အတွက်ရောအဆင်ပြေအောင်ဆိုကျွန်တော်ဒီဒီ square ရောက်ကျွန်တော်တချက်ရွေးပြီးမှ create design ကိုနေပြီးသွားလိုက်ပါမယ်နေပြီးသွားခဲ့ပြီဆိုရင်ကျွန်တော်တို့ဒီပုံစံဖြစ်လာမယ် ယ်ဒီပုံစံဖြစ်လာခဲ့ပြီဆိုရင်တော့ကျွန်တော်တို့ edit လုပ်ဖို့ဗီဒီယိုကျွန်တော်တစ်ချက်ယူရမယ်အိမ်ဆုံးကျွန်တော်ပြတ်ပြတ်ပြီးမယ်ကိုက copy ဗီဒီယို10 minutes ဆာ edit လုပ်မယ်ဆိုရင်ကိုရဲ့ phone screen recording ကို10 minutes လုပ်ပြီးမှအောက်ဆုံးမှာထားပြီးမှသွားရပါမယ်အဲ့အတွက်ကျွန်တော်လှုပ်ထားပြီးသားရှိရတဲ့ကြောင့်ကျွန်တော်တစ်ချက်ပြပေးပါမယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီ all လို့ကျွန်တော်တစ်ချက်နေပြီးသွားလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ host လေးကျွန်တော်တစ်ချက်ယူပြီးမှသွားလိုက်ပါမယ် ဒီဥစ္စာကျတော့ကျွန်တော်ရဲ့ screen recording ဖြစ်ပါတယ်ခင်ဗျာနော်အဲ့အတွက်ဒီဥစ္စာကျွန်တော်ဆွဲကျင်းလိုက်မယ် watermark လုံးဝမလာပါဘူးခင်ဗျာနော် okay ကျွန်တော်ဒီမှာပြီးလို့ရှိရင်ကျွန်တော်တို့ဒီ screen recording ဖန်ထားတဲ့ဥစ္စာအတန်ကိုဖြောက်သွားမယ်အတွက်ကြောင့်မို့ဒီဥစ္စာတစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအတန်လုံးဝ0မှာချလိုက်ပါမယ်နော်0မှာချပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာဘာလို့တွားရမလဲဆိုကျွန်တော်ဒီ layer ကိုကျွန်တော်တစ်ချက်ပြန်နေမယ်ပြီးလို့ရှိရင် media တစ်ချက်ပြန်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ background တစ်ခုခုထည့်မှာပေါ့နော်ကျွန်တော်ဒီမှာဆို background တစ်ခုထည့်လိုက်တယ်ဒီ background ဘာကြောင့်ထည့်ရဆိုမှမပြောပါနဲ့ကျွန်တော်ပြတဲ့အတိုင်းလှုပ်ဆောင်သွားမယ်ဆိုရင်တော့ corporate က100% look in တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ quote အားလုံးမှာကျွန်တော်ဒီဥစ္စာတစ်ချက်ထည့်လိုက်ပါမယ် အောက်ဆုံးမှာကျွန်တော်တို့ screen recording ထည့်တယ်ဒုတိယမှာကျွန်တော်တို့ background cover တစ်ခုထည့်တယ်နော်ဒီ background cover လည်းကျွန်တော်ဆွဲဆင့်တော်လိုက်ရတယ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့အခုနောက်တုန်းက download ဆွဲလာတဲ့ copy video edit လုပ်မယ်အတွက်ကြောင့်အဲ့ဒီ copy video ကျွန်တော်တစ်ချက်ပြန်ယူဖို့ဆိုရင် media တစ်ချက်ပြန်နှိပ်မယ်ပြီးရင်ဒီဥစ္စာတစ်ချက်နှိပ်ယူမှာကျွန်တော် edit လုပ်မယ့် video ကားပင်နာမှာလည်းကျွန်တော်တစ်ချက်ရှာကြည့်လိုက်ပါမယ်ကျွန်တော်ရှာရခက်တဲ့ all လို့ပဲကျွန်တော်တစ်ချက်ပြန်နှိပ်ပြီးတော့မယ်ဆိုရင်ဒီဥစ္စာခက်တဲ့ခင်ဗျ ဒီမှာပေါ့နော်အောက်ဆုံးမှလာပါခင်ဗျာဒီဥစားလေးကိုကျွန်တော်တို့ပြန်မှာနည်းနည်း crop ပါညာလုတ်ပြီးသွားမယ့်အတွက်ကြောင့်ဒီဥစားကျွန်တော် crop ပါညာလုတ်သွားလို့ရပါတယ်အဲ့အတွက် crop လုတ်ဖို့ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုတစ်ချက်ထောက်မယ်ကျွန်တော်ဒီဗီဒီယိုနည်းနည်းလေး crop လုတ်ပြီးသွားရမယ့်အတွက်ကြောင့်ဒီဥစားကျွန်တော်နည်းနည်းအောက်ဆင်းသွားပြီးစကျွန်တော်မှာ cropping ဆိုရှိရပါတော့ဒီဥစားလေးကန်ရင်မှကျွန်တော်ဒီမှာကို crop လုတ်ချင်တဲ့ပုံစံကိုကျွန်တော်တို့ crop လုတ်ဆောင်သွားလို့ရပါကျွန်တော်ဒီလောက်လေးလုတ်မယ်အနည်းချင်းလေး crop လုတ်ပြီးသွားပါခင်ဗျာနော် ဘလောက်လောက်ပဲဆိုမှမပြောပါဘူးကို download ဆွဲလိုက်တယ်ဗီဒီယိုတစ်ချက်ကြည့်ပါဗီဒီယိုကြည့်မှဘလောက်လောက် crop လုပ်တိုင်းအဆင်ပြေမလဲအဲ့ဒါကိုယ့်အကူကြည့်ပါပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာလေးကန်ရင်မှကျွန်တော်ဒီထိတ်ဆုံးမကြီးသွားပြီးမှဒီအနားလေးကန်ရင်မှ ဆွဲဆန့်လိုက်ပါမယ်။အေးဆွဲဆန့်ဒီလောက်ဆိုရင်ပြီးလို့ရှိရင်ဒီကောင်ကို Alexander တက်တက်မှထားလိုက်ပါမယ်။အောက်ခံ background အပြောင်ထက်တဲ့အတွက်ကြောင့်ပို့ပြီးမှကြည့်လို့လာပါတယ်။ပြီးလို့ရှိရင်ဒီမှာသူများရဲ့ logo ပါတဲ့အတွက်ကြောင့်အဲ့ဒီသူများ logo ကိုလည်းဖျောက်ချင်တယ်ဆိုရင်တော့ကျွန်တော်ဖျောက်လို့ရပါတယ်။အဲ့အတွက်ကျွန်တော်ဘယ်လိုဖျောက်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြန်ပြပေးမယ်။ ဖြောက်ဖို့ဆိုလို့ရှိရင်တော့ဒီဥစ္စာလေး back ဆိုပြီးမှကျွန်တော်ဒီမှာဆိုရင် effect တို့တစ်ချက်နှိပ်ပြီးတွက်လိုက်မယ်ပြီးလို့ရှိရင် basis effect ကို name ပြီးတွက်မယ်ဆိုကျွန်တော်ဒီမှာကိုဖြတ်ချင်တဲ့ဥစ္စာနဲ့ဖြတ်သွားလို့ရပါတယ်ခင်ဗျာနော်ဖြတ်မယ်ဆိုရင်ဒီကောင်ကတိတ်ပြီးမှထင်းထင်းရှားရှားဖြစ်နေတယ်ကျွန်တော်တိတ်ပြီးမှအဆင်မပြေဘူးကျွန်တော်နည်းနည်းလေးမကြက်ဘူးဖြစ်နေတယ်ဒီလေးလုတ်သွားပြီးဆိုရင်တော့ကျွန်တော်ဒီနေရာမှာ sticker တစ်ခုထားလိုက်ပါမယ်နော်ကိုရဲ့ page logo ဖြစ်ဖြစ်ဒါမှမဟုတ် like and share button ဖြစ်ဖြစ်တစ်ခုခုထားလိုက်ပါကျွန်တော်တို့ဒီမှာဆိုရင်နမူနာအနေနဲ့ပြမယ်ကျွန်တော် see all တို့တစ်ချက်သွားမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီကားပုံတပုံလေးကိုကျွန်တော်ကားပုံ တပုံလေးကျွန်တော်ထည့်လိုက်ပါမယ်။ထည့်ပြီးသားခဲ့ပြီးဆိုဒီကားပုံလေးကျွန်တော်နည်းနည်း crop ပါညာလှုပ်ဆောင်သွားမယ်။ crop လို့ဆိုအခုနောက်တိုင်းဒီ crop ဖြစ်ထည့်ပြန်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဖက်တစ်ချက်ဆွဲဆက်မယ်။ပြီးရင်ဒီဖက်ကလည်းနည်းနည်းဆွဲဆက်မယ်။အပွားဟာလည်းကျွန်တော်နည်းနည်းဆွဲချမယ်။ Okay ။ဒီပုံစံလေးဖြစ်သွားခဲ့ပြီးဆိုရင်တော့ကျွန်တော်ဒီဥစ္စာလေးကျွန်တော်တစ်ချက်ပြန်မှဆွဲကျင်းလိုက်ပါမယ်နော်။ဒီလိုလေးပေါ့။ ကိုလိုတို့မျိုးဆွဲချုံသွားမှကျွန်တော်ဒီအပေါ်မှာဒီလိုလေးထားလိုက်ပါနည်းနည်းကျဲသေးတယ်နည်းနည်းပြန်တီးအောင်လုပ်မယ်ဖုန်းနဲ့လှုပ်လေးလှုပ်ထားတာမရှိဘူးခင်ဗျာလူကြီးမင်းတို့အရင်သိချင်တယ်ဆိုတော့ကျွန်တော်ဖုန်းနဲ့ကျွန်တော်လှုပ်ပြပေးတာဖြစ်ပါတယ်โอเคဒီပုံစံအတိုင်းလှုပ်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီရုပ်စာလေးကန်ပြီးမှကျွန်တော်တို့ဗီဒီယိုဘလော့ရှိရဲ့အလောက်အရှည်ကိုယူသွားရပါမယ်အဲ့အတွက်ကျွန်တော်အိမ်ဆုံးဒီထိပ်ဖို့ကျွန်တော်တစ်ချိန်ယူသွားမယ်အနာလေးကန်မှာပေါ့နော် ဒီနေရာမှာတစ်ချက်ကြည့်ပါနော်ကျွန်တော်ဒီနောက်ကျွန်တော်ဒီ screen recording နည်းနည်းဒီဗီဒီယိုရှိနေဆို screen recording ကိုကျွန်တော်ဒီမှာ slip တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ cutting တစ်ချက်နှိပ်ပြီးမှဒီဘက်ကဟာလေးကိုကျွန်တော် delete လုပ်ပြီးသွားလိုက်ပါမယ် delete နှိပ်ပြီးသွားခဲ့ပြီးဆိုရင်တော့ကျွန်တော်ဒီဥစားနည်းနည်းလေးဆွဲချင်းလိုက်မယ်ခင်ဗျဒီလိုလေးပေါ့နော်ဆွဲချင်းပြီးဆိုရင်ကျွန်တော်ဒီနောက်ခံ background ကိုကျွန်တော်ဒီဗီဒီယိုအဆုံးအထိကိုကျွန်တော်ယူသွားပြီးချက်လိုက်ပါမယ်ကျွန်တော် copy video က penalty ရှိရဒီအနာတိရှိရအတွက်ကြောင့်မို့ဒါလေးကို โอเคကျွန်တော်ဒီနားလောက်ထားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်ခံပေါ့เนาะကျွန်တော်နောက်မှာ scaling recording လုပ်ထားတဲ့ဥစ္စာအရင်ရှိနေရဆိုရင်အဲ့ဒီ scaling recording ကိုဒီနားလေးယူသွားပြီးမှ quality လုပ်ပြီးမှ select တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့တစ်ချက် cut လုပ်ပြီးမှဒီဥစ္စာထောက်ပြီးမှကျွန်တော် delete နှိပ်ပြီးမှဖြတ်သွားလိုက်ပါမယ်เนาะ delete တစ်ချက်နှိပ်မယ်ဖြတ်သွားခဲ့ပြီ okay ပြတ်သွားပြီဆိုရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်ပြန် quality ထားမယ် quality ထားလို့ပြီးတော့ဖြတ်ပြီးဆိုရင်တော့ပြန်တစင်းပြန်သွားမှာ ကျွန်တော်ဒီပေါ့နော်အခုနစတေကအုပ်ထားတဲ့ဥစ္စာလေးပြန်ကင်ပြီးမှဆွဲဆန်းလိုက်ပါမယ်โอเคဆွဲဆန်းလို့ပြီးတော့ခဲ့ပြီဆိုရင်ဒါကျွန်တော်99%တော့ကျွန်တော်ပြီးတော့ခဲ့ပြီပြီးလို့ရှိရင်ကျွန်တော်ဒီ copy video တစ်ချက်ထောက်မယ်ထောက်ပြီးတော့ခဲ့ပြီဆိုရင်ကျွန်တော်ဒီဥစ္စာအတန်လေးကိုပြန်မ increase လုပ်ပြီးတော့မယ်အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမှာကျွန်တော်တို့ငကိုပါလာတဲ့အတန်ကကျွန်တော်100%ပါလာဆိုရင်ဒီဥစ္စာကျွန်တော်ပြန်ပြီးမှဒီ160အထက်ကိုတင်ပြီးမှတွားရပါမယ်နော် 160ထားလိုက်မယ်ပြီးလို့ရှိရင် okay တစ်ချက်သွားလိုက်မယ် โอเคကျွန်တော်ဒီလောက်လောက်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်တို့ဒီဗီဒီယို export ထုတ်ပြီးမှကျွန်တော်တို့ဒီ page တွေမှာတင်ပြီးမှဝင်ငွေရှာလို့ရပါတယ်ခင်ဗျာเนาะအရင်ကိုလွယ်ကူပါတယ်เนาะကျွန်တော်ဒီမှာပထမဦးဆုံးမှာကျွန်တော်ဒီ screen recording ထည့်မယ်ဒုတိယနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဟိုဒါထည့်လိုက်တယ်ပေါ့เนาะပြောမစင်ကျွန်တော်တို့ background တစ်ခုထည့်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ two logo ပါလာနေရာမှာကျွန်တော်ကား logo လေးထည့်လိုက်တယ်အကယ်လို့ကိုယ့်ရဲ့ page name page logo တစ်ခုခုထည့်တော့လို့ရတယ် like and share button ပါ냐ထည့်တော့လို့ရတယ်ပြီးလို့ရှိရင်တော့ကျွန်တော်အောက်ဆုံးမှာဆိုလို့ရှိရင်တော့ကျွန်တော် copy video ထည့် ည့်ထားတာပေါ့နော်ကျွန်တော်ပြတဲ့အတိုင်းလှုပ်ဆောင်သွားမယ်ဆိုရင်100မှာ100%ရပါတယ်ဒီဥစားအားလုံးလှုပ်ဆောင်လို့ပြီးတော့ခဲ့ပြီဆိုရင်ကျွန်တော်ဘယ်လို export ထုတ်မလဲဆိုကျွန်တော် export ထုတ်တော့ရတယ်အကယ်လို့ဒီဥစားကျွန်တော် color ပိုင်းဆန်နဲ့ပတ်သက်ပြီး edit ပိုင်းကလှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်လည်းရပါတယ်ခင်ဗျာနော်ကျွန်တော်ဒီအောက်မှာဆိုအများကြီး use ချက်စရာ color ပိုင်းဆန် effecting ပိုင်းဆန်အများကြီးရှိပါတယ်ခင်ဗျာနော်ကျွန်တော်ဒီ color မှာဆို brightness ကျွန်တော်နည်းနည်းချက်လိုက်ပါမယ်ပို့ပြီးမှ download ဆွဲလာတဲ့ video test တဲ့ကျွန်တော် edit လုပ်တဲ့ video ကိုပို့ပြီးမှအဆင်ပြေအောင်ကျွန်တော် လှုပ်ဆောင်သွားတာဖြစ်ပါတယ် okay ဒီပုံစံလေးအားလုံးလှုပ်လို့ပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ export button တစ်ချက်နေပါ export button ကိုမထုတ်ခင်ဗီဒီယိုတစ်ချက်ပြန်ဖွင့်ကြည့်ပါဗီဒီယိုဒီလိုနည်းနည်းချက်ပြီးမှဖွင့်ကြည့်ပါခင်ဗျာနော် ပွင့်ကြည့်တဲ့အချိန်မှာကျွန်တော်တို့ download ဆွဲလာတဲ့ဗီဒီယိုမှာဒီသူတို့ရဲ့ page နာမည်ပြောတဲ့ဥစ္စာ page လို့ကိုပြောတဲ့နေရာလေးဘာညာရှိရဲဆိုလို့ရှိရင်တော့ကျွန်တော် cut လုပ်ပြီးမှဖြတ်ထုတ်သွားပါခင်ဗျာနော်အဲ့နေကျွန်တော်ဘယ်လိုဖြတ်သွားမလဲဆိုတော့ထားလိုက်ပါဒီနားနဲ့ဒီနားလောက်လေးကိုသူကရှိရဲဆိုရင်ဒီနားတစ်ချက်ထောက်ပြီးမှ slip တစ်ချက်နေမယ်ဒီအောက်ဆုံးက slip တစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော် default တစ်ချက်ပြန်သွားမယ် ပြင် slip တစ်ချက်ပြန်နေမယ်ဒီကြားထည့်ရဗီဒီယိုကြတော့သူတို့ရဲ့ page name ပြောထားတယ်ဆိုလို့ရှိရင်အဲ့ဒီ page name လေးကိုကျွန်တော် page name ပြောတဲ့နေရာလေးကိုကျွန်တော်တစ်ချက် delete နေပြီးမှဖြတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီပုံစံပြတ်သွားမယ်ပြတ်သွားခဲ့ပြီဆိုဒီ user list ကင်ယူမယ်ဒီဘက်ကိုဆွဲမှီသွားလို့ရပါတယ်ခင်ဗျာနော်ကင်ယူမှဆွဲဆန်းလိုက်မယ် okay အခုလိုအတိုင်းလို့လို့ပြီးသွားခဲ့ပြီဆိုရင်အပေါ်စနေနေလေးပို့ထွက်နေတဲ့အတွက်ကြောင့်ဒီ user slip တစ်ချက်ပြန်နေမယ် sorry ဒီဥစားနည်းနည်းမားတော့ရပြန်မတယ် undo လို့မဆိုဒီလိုပြန် undo လို့တော်လေးရတယ်ပြီးရင်ကျွန်တော်ပြန်မဒီဥစားတစ်ချက်ထောက်ပြီးမှဖြတ်မယ်နေရာတစ်ချက်ပြန်သွားမယ်အဲဒီနားလေးပေါ့နော်နည်းနည်းလေးပုံနေလို့ဖြတ်မယ်အတွက်ကြောင့်ဒီဥစားတစ်ချက်ပြန်နေမှာတတိယဥစား slip တစ်ချက်ပြန်နေပြီးမှဒီဖက်တစ်ချက်ပြန်ထောက်မှ delete နေပြီးမှ ွာလိုက်ပါမယ်ဖြတ်လို့ပြီးတော့ခဲ့ပြီးဆိုရင်ဒါအားလုံးအဆင်ပြေတော့ခဲ့ပြီးကိုကိုတိုင်းဗီဒီယို edit လုပ်တဲ့ခါမှာတော့အစအဆုံးပြန်ဖွင့်ကြည့်ပါဘယ်နေရာမှာအမားပါနေတယ်ဘယ်နေရာမှာသူတို့ရဲ့ page logo အကြောင်းပြောထားတယ်သူတို့ရဲ့ page name ပြောထားတယ်ဆိုအဲ့ဒီပြောထားနေရာလေးကို cut လုပ်ပြီးမှဖြတ်တော့လိုက်ပါဖြတ်တော့လို့ပြီးပြီးဆိုရင်လည်းကျွန်တော်အပေါ်ကဒီ export တစ်ချက်နှိပ်ပါ export ထုတ်ပြီးဆိုရင်ကျွန်တော်နေမှာဆို full hd 1080မှာပြောမယ်ဆိုတော့1080 30 frame size ကိုရွေးပြီးသားပါ Oppo က50 frame size ရွေးပြီးသားမယ်ဆိုရင်ဖုန်းကအရင်အပူမယ်30 frame ဆို HD quality လုံးဝကောင်းကောင်းလေးဖြစ်ပါတယ်920တင် HD quality ဖြစ်တဲ့ဒါပေမဲ့အဲ့ထဲပို့ပြီးကောင်းအောင်ကြည်လင်တောက်ပအောင်ကျွန်တော်တို့ဗီဒီယိုမှာပြီးလို့ရှိရင်အတန်ပိုင်းဆန်လည်းလုံးဝကြည်လင်တောက်ပအောင်ကျွန်တော်တို့ဒီ full HD 38ရွေးသွားမယ်ပြီးလို့ရှိရင်30စိုက်တစ်ချက်လုတ်ပြီးမှကျွန်တော်ဒီဒီအောက်မှာစစ်ပို့တစ်ချက်နှိပ်ပြီးမှသွားလိုက်ပါမယ်ဒီလိုလေးပေါ့နော်ဒီလိုလေးစစ်ပလုတ်ပြီးသွားမယ်ဆိုကိုယ့်ရဲ့ဖုန်းကဘလောက်ကောင်းလဲကိုယ့်ရဲ့ဖုန်းကဘလောက် performance ကောင်းလဲဆိုဒီမှာပြလိမ့်မယ်အကယ်လို့ဖုန်းကအရန် model နှိမ့်နေဆိုရင်တော့ explode နည်းနည်းကြမယ်ဖုန်းကအရန်ကောင်းတယ် ram ဘာညာအရန်ကောင်းတယ်ဆိုရင်တော့ဒီနေရာမှာခဏလေးသွားပါမယ်နော်ကျွန်တော်ဒီ user cancel လုပ်ပြီးသွားလိုက်ပါမယ်ကျွန်တော်ဒီ user edit လုပ်ပြီးမှ page မှာတင်ပြီးသွားတဲ့အတွက်ကြောင့်ကျွန်တော်ပြရုံတက်တက်ပဲဖြစ်ပါတယ် အခုလိုမျိုးဒီ လုံးဝ water water မှာကန်းမစတာရချင်တဲ့ဆိုရင်ကျွန်တော်ဆက်သွက်လာပါကျွန်တော်ရှီမှာဝယ်ယူလို့ရပါတယ်ခင်ဗျာအခုကျွန်တော်ပြောပြတဲ့အတိုင်းဆိုအားလုံးနားလည်သဘောပေါက်မယ်ဒီမှာ copy video တွေကို corporate looking on edit လုပ်ပြီးမှအဲ့ဒီ video တပုတ်ထဲဟုတ်ပဲ page မှတင်ပြီးမှ content moderation နဲ့ဝင်ငွေရှာမယ်အဲ့ဒီ video ပဲဒီ page နဲ့ admin မဖြစ်ထားတဲ့အခြား facebook account တစ်ခုမှာတင်ပြီးမှ content moderation ဝင်ငွေရှာမယ်အဲ့ဒီ video ပဲ youtube channel မှာတင်မယ် tiktok မှာတင်မယ် moderation shop ပြီးမှဝင်ငွေရှာတော့ရပါတယ် video တပုတ်ထဲနဲ့ platform ၄ခု၅ခု ခုမှတင်ပြီးမှဝင်ဝင်ရှာလို့ရပါတယ်ခင်ဗျာเนาะ